အားလုံးမင်္ဂလာပါ UK မှာ share Facebook နဲ့ YouTube channel ကနေကြိုဆိုပါတယ် Champion Bay တက်တဲ့အားလုံးမင်္ဂလာပါမနေ့ညတုန်းကအာရှဆုံးခြေစပွဲပေါ့လေကမ္ဘာဖလားခြေစပွဲတွေကိုကျွန်တော်မနေ့ညကစားခဲ့တဲ့အချိန်မှာဂျပန်လေဝေးစင်အသင်းကဒါတစ်ဖက်ကသူတို့ရဲ့ကမ္ဘာဖလားခြေစပွဲမှာနောက်ထပ်နိုင်ပွဲကိုထပ်ရတဲ့အတွက်ကမ္ဘာဖလားပြိုင်ပွဲကိုခြေစပွဲအောင်သွားတဲ့အသင်းဖြစ်မှတ်တမ်းဝင်သွားပါတယ်ဆိုတော့ကျွန်တော်အားလုံးတည်ထားပြီးသားဂျပန်ဆိုတာကအရင်တည်းကကမ္ဘာဖလားပြိုင်ပွဲမှာ အစင်လာရှိတဲ့အသင်းဖြစ်ပြီးတော့သူတို့အုပ်စုမှာဘာရင်းကိုသူတို့နှကိုးပြတ်နဲ့နိုင်တယ်။အဲ့တော့ဂျပန်နေနဲ့ဒီ group တလျှောက်လုံးပေါ့လေဒါဒီကမ္ဘာပလာချစ်ဘွယ်တလျှောက်လုံးမှာအကောင်းဆုံးစွမ်းဆောင်ထားခဲ့ပြီးတော့ပါအခုလက်ရှိမှာကမ္ဘာပလာပြိုင်ပွဲကိုပထမဆုံးအောင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်နေဆိုတော့2026ကမ္ဘာပလာပြိုင်ပွဲကိုဂျပန်အနေနဲ့ပထမဆုံးအောင်ပွဲရရှိသွားခဲ့ပြီးတော့သူတို့အသင်းက World Cup ကြိုက်ပွဲကြီးကို၈ချိန်စတိုက်တက်သွားတယ်။ဆိုတော့ဂျပန်နဲ့ဒါဒီဘယ်လိုပြောမလဲဆိုတော့ဒီနိုင်ငံတကာကြိုက်ပွဲကြီးတွေကိုကြည့်ရင်ဂျပန်ဟာတော်တော်လေးဒါအောင်မြင်ခဲ့တဲ့အသင်းပဲ။ကမ္ဘာဖလားကဒါအောင်မြင်တဲ့အထိမရသေးတိုင်အောင်ပါကိုရီးယားက semi final အထိရောက်တယ်။ဒါပေမဲ့ဂျပန်ဟာ consistently knock out stage ကိုအမြဲရောက်တယ်။ဒါကမ္ဘာဖလားပြိုင်ပွဲကိုစပြီးတော့သူတို့အနေနဲ့1998ကမ္ဘာဖလားပြိုင်ပွဲမှာ cruise state မှာစပြီး chess ပွဲအောင်နေအဲ့ကနေမှစ2000နဲ့ နှစ်ခုနဲ့မှာသူတို့အိမ်ရှင်ဖြစ်ကျင်းပပြီးတော့ရှုံးထွက်အဆင့်တက်တယ်၂000ကျောက်မှာအုပ်စုဆင်ဖြစ်ပြီးတော့မှ2010ကမ္ဘာဖလားပြိုင်ပွဲမှာအုပ် round of system 2014မှာကမ္ဘာဖလားပြိုင်ပွဲကိုဒါဘယ်လိုပြောမလဲသူတို့က group stage ဖြစ်ပြီးတော့2018နဲ့ဒါ2020မှာဒါရှုံးထွက်အဆင့်တွေကိုတက်တယ်တကယ်တော့ဂျပန်ဟာပြီးခဲ့တဲ့2000နဲ့ဒါဘယ်လိုပြောမလဲဆက်ရှိကမ္ဘာဖလားပြိုင်ပွဲတုန်းကဘယ်လ်ဂျီယံကိုနှစ်ကိုးပြတ်နိုင်ပြီးတော့မှ သုံးခုနှစ်ခုနဲ့ရှုံးပြီးတော့သူတို့တကယ်ကို heartbreaking ဖြစ်ခဲ့လို့နောက်2021ပြိုင်ပွဲတုန်းကလည်းခရီးရှားနဲ့ penalty ဆုံးဖြတ်ထိရောက်ပြီးမှသူတို့ဒါ penalty ဆုံးဖြတ်မှာရှုံးသွားတယ်ဆိုတော့ဂျပန်ကအခုကမ္ဘာ့ဖလားခြေစပွဲပေါ့လေဒီ World Cup qualify ပတ်နဲ့ခြေစပွဲနဲ့ပတ်သက်လို့သူတို့အသင်းကတော်တော်လေးတော့ခြေစွမ်းတည်ငြိမ်နေအသေးပဲဒါကျွန်တော်တို့အခု World Cup qualify မှာအခုဘာရင်းကိုသူတို့ငကိုကိုမချင်နိုင်ပေါ့လေသူတို့ World Cup qualify ကအခုလက်ရှိမှာ၃ဘွဲ့ချန်တယ် Saudi Arabia ရဲ့ ။ Now တစ်ဖက်ကဩစတြေးလျနဲ့အင်ဒိုနီးရှားတင်းချက်နဲ့ဂျပန်ကဘောင်ရင်းကိုနိုင်လိုက်တဲ့အချိန်မှာသူတို့လက်ချက်အနေထားရအောက်ကအသင်းတွေကမီလို့မလွယ်တော့ဘူး။ဆိုတော့အဲ့ဒီတော့ကြောင့်အခုဂျပန်ဟာကမ္ဘာ့ဖလားချစ်ပွဲမှာရမှတ်ဒါ22မှတ်ဒါရမှတ်အပြင်ဘယ်လိုပြောမလဲ16မှတ်ရပြီးတော့ဒုတိယနေရာကဩစတြေးလျကို9မှတ် ်စရုပ်တတိယနေရာကစော်ဒီကိုဒါဆယ်မှတ်ဖြတ်လိုက်တယ်သုံးပွဲကြံတဲ့အတွက်ကြောင့်သူတို့၉မှတ်ကခွာသွားတဲ့အတွက်ကြောင့်ဂျပန်ကချေစပွဲပြိုင်ပွဲကို၈ချိန်ထိဇက်တိုက်အောင်ပွဲခံတယ်ဩစတြေးလျကတော့မနေ့ကအင်ဒိုနီးရှားအင်ဒိုနီးရှားကထူးထူးခြားခြားကမ္ဘာဖလားပြိုင်ပွဲရဝင်ခွင့်ရဖို့အတွက် UN Crypto နောက်ဒါဘယ်လိုပြောမလဲ တော်တော်များများထိတ်တန့်ကစားမားတွေတော်တော်များများကိုယွန်ခိုက်တော်ဖြစ်တဲ့ Jody Craig တို့ Patrick Craig ပတ်တို့ကိုခံထားပေးမယ်အင်ဒိုနီးရှားကဒါဘယ်လိုပြောမလဲသူတို့ကလည်းဩစတြေးလျကို5-1နဲ့ရှုံးသွားတယ်ဆိုတော့အင်ဒိုနီးရှားအတွက်ကတော့ chance ကတော်တော်လေးတော့နေတယ်ဒါပေမဲ့ဘာဖြစ်ဖြစ်ပြောင်းလဲကြတော့ရှိတယ်သူတို့6မှတ်ဆိုပေမဲ့ diet chase ပွဲမအောင်တော့မှ playoff ခံရနိုင်ပွဲရှိပြီးတော့ဒါတစ်ဖက်ကတော့ဒီတခြား chase ပွဲတွေထဲမှာကျွန်တော်တို့ကိုရီးယားကတည်ကြသွားတယ်ဆိုတော့တောင်ကိုရီးယားကတည်ကြတဲ့အတွက်ကြောင့်သူတို့လည်းအမှန်တိုင်းပြောရင်တော့အမှတ်ဆုံးရှုံးသွားတာပေါ့လေတကယ်တော့ ဒီဒီအီရန်အီရန်ကလည်းအခု UAE ကိုနိုင်တဲ့သူအာရှဆုံးခြေစွမ်းမှာသူတို့လည်းတော်တော်လေးခြေနေကောင်းတယ်ဆိုတော့ဂျပန်က16မှတ်ရထားတယ်ဒါအော်စတြေးလျက17မှတ်ဆော်ဒီက9မှတ်အင်ဒိုနီးရှားက6မှတ်ရတယ် တော့ဆော်ဒီအာရေဗျာကလည်းဒါတကယ်ကိုအရေးကြီးတဲ့အချိန်ပေါ့လေဒါအရေးကြီးတဲ့အချိန်မှာသူတို့ဘက်ကလည်းတကယ်ကိုတမိုးရှိတဲ့အနိုင်ကိုကိုဒါအခုလက်ရှိမှာတရုတ်ကိုသူတို့နိုင်လိုက်တော့သူတို့နိုင်သွားတယ်ဆိုတော့တစ်ဖက်မှာတော့တခြားအုပ်စုတွေထဲမှာကိုရီးယားပေါ့လေတောင်ကိုရီးယားကဒါအိုမန်ကိုတေချတော့တကယ်ဆိုရင်ကိုရီးယားကလွတ်ရမယ့်အစားမှာအခု15မှတ်ဖြစ်သွားတယ်တကယ်ဆိုရင် तू က16မှတ်ဆိုရင်အောက်ကအသင်းနေနဲ့ तू အမှတ်ဖြစ်မှာဆိုတော့အခုဒီအုပ်စုမှာ ဒါကိုရီးယားက15မှတ်ဂျော်ဒန်က12မှတ်အီရတ်က12မှတ်ရထားတဲ့အတွက်ကြောင့်ဒါဂျော်ဒန်နဲ့အီရတ်ကကိုရီးယားကို pressure ပေးနေစေဖြစ်ပြီးတော့ဒါအခြေအနေတော်တော်လေးဒါကိုရီးယားအတွက်သတိထားရမယ်။ Uzbekistan နဲ့ Iran ကတော့ဒါ chase ဝဲအောင်ကိုတေးချတော့ပဲ။ Uzbek ကအောက်ကအသင် Qatar နဲ့ UAE ကို6မှတ်ဖြတ်တယ်။ Iran က16မှတ်ရထားပြီးတော့6မှတ်ဖြတ်ထားတယ်။ဆိုတော့လက်ချံ3ဝဲချံသေးတယ်ကြောင့်ပြောဖို့တော့ခက်ပေမဲ့ဒါ Iran ကတော့တေးချပေါက် တက်တော့ဖြစ်သွားပြီ။ဆိုတော့မင်းညာက ဂျပန်ဂျပန်ကတော့ကျွန်တော်အမြဲကြိုက်လို့ကျွန်တော်2018ကမ္ဘာဖလားပြောင်းပွဲလဲဂျပန်ပြည်သက်တည်နေဂျပန်ပွဲတွေအများကြီးကြီးခဲ့တယ်ဒါတော်တော်များများကြီးတယ်2020ကမ္ဘာဖလားပြောင်းပွဲမှာဂျပန်ပွဲအဆအဆုံးပြိုင်ပွဲပွဲစဉ်ပွဲစဉ်အုပ်စုတစ်ကနေနောက်ရှုံးထွက်တက်တဲ့ဒီကျွန်တော်ပွဲတိုင်းကြီးခဲ့ပြီးတော့အခုအဲ့ဂျပန်ကဒါအမှန်တိုင်းပြောရင်တော့ဘလို့လောကမှာအမြဲတမ်းကိုယ်ယူစရာကောင်းတဲ့ discipline အကောင်းဆုံးအသေးပြည်သက်ကိုယ်တိုင်ကလည်းအမြဲတမ်းဒါတန်တန်ရှင်းရှင်းနဲ့ကွင်းတွင်းမှာအမြဲတမ်း စံနမှုများပြည့်အောင်လုပ်ပြခဲ့တဲ့အသင်းပေါ့လေဒီအသင်းကအခုလက်ရှိမှာကမ္ဘာဖလားပြိုင်ပွဲကြီးကိုရှစ်ချိန်ဆက်တိုက်ဝင်ခွင့်ရသွားပါတယ်အားလုံးကျေးဇူးတင်ပါတယ်